ရသခင်ရဲ့ခြေစွတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အပြင်အထုတကွာဆင်ကျင်ခွန်အာယူပူရအတွက်ကပ္ပဝုချမ်းခန်းကြီး1အပိုင်းငယ်31ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလင် အလွန်ကောင်းသည်ကို မြင်တော်မူ၍ညာဦးနှင့်နနက်သည်စတ္ထမနေ့ရက်ဖြစ်လေ၏ဂျော်ဒီနှုတ်ကပတ်တော်ကတော့6ရက်မြောက်နေ့ဘုရားသခင်ဖန်ဆင်းပြီးတဲ့အချိန်မှာဘုရားကသူပထမ ဒုတိယတတိယတောင်းလျှောက်6ရက်ထိဖန်ဆင်းတဲ့အရာတွေကိုသူကြည့်ရှုပြီးတဲ့ခါမှာတဲ့အလွန်ကောင်းတယ်ဆိုတော့ကိုမြင်တယ်။ဒါကြောင့်မို့အဲ့ဒီနေ့မှာဘုရားသခင်ကသူ့ရဲ့ဖန်ဆင်းခြင်းကိုအဆုံးသတ်လိုက်တယ်။တတမမြောက်တဲ့နေ့မှာတော့ဘုရားသခင်က9ရက်မြောက်တဲ့နေ့မှာတော့ငြိမ်ဝှက်စွာနေတယ်။ဘာမှလုတ်စရာမလိုတော့ဘာမှထပ်ပြီးတော့ဖန်ဆင်းစရာမလိုတော့ပြီးပြည့်စုံသွားပြီဆိုပြီးတော့ဖះက6ရက်မြောက်တဲ့နေ့မှာသူ့ရဲ့ဖန်ဆင်းခြင်းကိုအဆုံးသတ်ပါတယ် ဘုရားသခင်ကပထမနေ့မှာ အလင်းကိုဖန်ဆင်းတယ်။မောင်မိုက်ကိုလည်းပိုင်ချပြီးတော့ခွဲလိုက်တယ်။အလင်းကို နေလို့အမိသမုတ်တယ်။မောင်မိုက်ကိုညလို့ဘုရားသခင်ကအမိပေးပါတယ်။အဲ့ဒါကပထမရက်ဖြစ်တယ်။ဒုတိယရက်မှာတော့ဘုရားသခင်ကမိုးမျက်နှာချက်ကိုဖန်ဆင်းတယ်။မိုးမျက်နှာချက် ပေါ်မှာရှိတဲ့ရေနဲ့အောက်မှာရှိတဲ့ရေဆိုပြီးတော့ပိုင်ချလိုက်တယ်ဆိုတော့ကိုတွေ့ရတယ်။အဲ့ဒါဒုတိယရက်ဖြစ်ပါတယ်။တတိယရက်မှာတော့ဘုရားသခင်ကကုန်းမြေကိုဖန်ဆင်းပါတယ်။ ီးတော့ထိုကုန်းမြေရနေပြီးတော့တစ်ပင်တွေစဘာပင်တွေပေါက်စီဆိုပြီးတော့ဖခင်ကဖန်ဆင်းလိုက်ပါတယ်အဲ့ဒါကတတရရဲ့ဖြစ်ပါတယ်လေးရမြောက်တဲ့နေ့မှာတော့နေရလရကြေတွေကိုဖခင်သခင်ကဖန်ဆင်းပါတယ်ငားရမြောက်တဲ့နေ့မှာတော့ရေကနေပြီးတော့တက်ရှိတဲ့ဝါတွေငားတွေမှစပြီးတော့လှုပ်ရှားတတ်တဲ့ဝါတွေကိုဖခင်ကဖန်ဆင်းပါတယ်အဲ့ဒီရေကနေပြီးတော့ပြန်တက်တဲ့မိုးကောင်းငွေငှက်တွေကိုလည်းဖခင်သခင်ကဖန်ဆင်းပါတယ်ဒါကြောင့်မို့ငားရမြောက်တဲ့နေ့မှာ ရေတရဝလေပေါ်မှာရှိတဲ့ငှက်တရဝတွေကိုဖះကဖန်ဆင်းပါတယ်6ရက်မြောက်တဲ့နေ့မှာတော့မြေကနေပြီးတော့အသက်ရှင်တတ်တဲ့တလိဆန်တွေတွားတွားတတ်တဲ့တလိဆန်တွေကိုဖះကဖန်ဆင်းပါတယ်နောက်ဆုံးမှာတော့ဖះကသူ့ရဲ့ပုံတရံနဲ့တညီတရံနဲ့လူကိုဖန်ဆင်းခဲ့ပါတယ်အဲ့တော့ဩစရာကောင်းတာကတော့လူကိုဖန်ဆင်းပြီးတဲ့အချိန်မှာဖះကသူဖန်ဆင်းသမျှတွေကိုကြည့်ရှုပြီးတဲ့အခါမှာအလွန်ကောင်းတယ်လို့ဖះကပြောဆိုခဲ့ပါတယ် လူကိုလည်းတွေ့လည်းတွေ့လဲတော့ဖခင်ကစိတ်ကျေနပ်သွားတယ်။ထပ်ပြီးတော့ဘာမှဖန်ဆင်းစရာမလိုတော့ဘူး။တော်ပြီအားလုံးပြီးပြည့်စုံသွားပြီ။ဖခင်သခင်ကပ္ပဦးမှာအလင်းနဲ့မောင်ဖန်ဆင်းတော့တော်ပြီလို့မပြောပါဘူး။မိုးကောင်းငင်မျက်နှာချက်ဖန်ဆင်းတော့လည်းတော်ပြီလို့မပြောပါဘူး။ကုန်းမြေကိုဖန်ဆင်းတဲ့စပားတွေတစ်ပင်တွေကိုဖန်ဆင်းတော့လည်းတော်ပြီလို့ဖခင်ကမပြောပါဘူး။နေလာကြေတွေကိုဖန်ဆင်းတဲ့ခါမှာလေဖះကတော်ပြီလို့မပြောပါဘူး။ဖះသခင်က ပင်လေငားတွေမိုးကောင်းကင်ငှက်တွေဖန်ဆင်းတယ်6ရက်မြောက်တဲ့နေ့မှာတော့တလိษံတွေကိုဖျားဖန်ဆင်းတယ်တော်ပြီလို့မပြောပါဘူးလူကိုတွေးလိုက်တဲ့အချိန်မှာတော့ဖျားကကျေနပ်သွားတယ်ဘာမှထပ်ပြီးတော့ဖန်ဆင်းစရာမလိုတော့ဘူးပြီးပြည့်စုံသွားပြီဆိုတော့ကိုတွေးရပါတယ်ဖျားကလူရှိခြင်းကသူ့ရဲ့ပြီးပြည့်စုံခြင်းပဲသူ့ရဲ့ပုံတရံနဲ့တဏှီတရံနဲ့ဖျားကလူကိုဖန်ဆင်းပြီးတဲ့ခါမှာတော့ ငါ့အတွက်ဘာမှမလုပ်တော့ဘူး။ဒါကြောင့်မို့တတမမြောက်တဲ့နေ့မှာဖခင်ကညင်ဟုတ်ဆိုတာနေတယ်ဆိုအကြောင်းကိုတမချမ်းစာမှာတွေ့ရပါတယ်။တကယ်ဒီနှုတ်ကပတ်တော်ကိုကြည်ချင်းအားဖြင့်လူရှိခြင်းကဖခင်အတွက်ပြီးပြည့်စုံခြင်းပဲ။တကယ်တော့ဖခင်သခင်စီမှာကောင်းကင်တမန်တွေအများကြီးရှိပါတယ်။သူ့ရဲ့အသက်တာထဲမှာသူ့ကိုအစီခံမဲ့နံဝိညာဉ်တွေအများကြီးရှိပါတယ်။ဒါပေမဲ့လူကိုတွေ့လိုက်တဲ့ခါမှာတော့ဖခင်ကပြီးပြည့်စုံသွားပြီ။လူရှိခြင်းကသူ့ရဲ့ပြီးပြည့်စုံခြင်းပဲလို့ဖခင်ကသတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်မို့ဖန်ဆင်းခြင်းကိုလက်စားတက်လိုက်တယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူဖရာသားသမီးရဲ့အသက်တာလေးမှာဖရာရှိခြင်းကရောကျွန်တော်တို့ရဲ့ပြီးပြည့်စုံခြင်းဖြစ်ရတာ။ဖရာဘက်ကတော့ကျွန်တော်တို့ကိုမြင်လိုက်ရတဲ့အချိန်မှာတော်ပြီ။ပြည့်စုံသွားပြီ။လုံလောက်သွားပြီ။ကျွန်တော်တို့ဘက်ကရောဖရာကိုနဲ့အတူရှိတဲ့အချိန်မှာပြီးပြည့်စုံတယ်လို့ခံစားရရဲ့လား။ကျွန်တော်တို့ရဲ့ပြီးပြည့်စုံခြင်းကဖရာရှိခြင်းဖြစ်ရတာ။ဒါမှမဟုတ်ရင်သင်ကဖရာရှိတာနဲ့မလုံလောက်ဘဲနဲ့ပတ်စံရှိခြင်းသေးတာလား။ဖျားရှိတာနဲ့မလုံလောက်ဘဲနဲ့သင်ကကြော်ကြမှုတွေရှိကျင်သေးရလား ဒီနေ့လောကမှာကျွန်တော်လိုအပ်တဲ့ပတ်စံငွေကြေးအသုံးဆောင်လိုအပ်ရင်ဖျားပေးမှာပါဒါပေမဲ့သင်ဘဝရဲ့ပြည့်စုံခြင်းကတော့ဖျားရှိခြင်းပေါ်မှာပဲသင်ကပြည့်စုံခြင်းကိုထားထားဖို့သင်ရဲ့ကြည်နှခြင်းကဖျားရှိခြင်းမှာပဲဖြစ်ပါစေဒီနေ့ကဘာဦးမှာဖျားဖန်ဆင်းတဲ့လူသားကဖျားသခင်မစားနဲ့ဆိုရအသီးကိုစားပြီးတော့အပြစ်ထဲမှာကြဆင်းသွားတဲ့ချိန်မှာလဲဖျားကလူကိုဘလို့ကယ်ရမလဲဆိုတာပဲစဉ်းစားနေတယ်တပါးလီတော့သားတော်ကိုဆေလွတ်ပြီးတော့ လောကီသားတွေအတွက်သူ့ရဲ့တပါးရောသားတော်ကိုအသက်ပေးလိုက်ရောက်တဲ့ထိတန်အောင်ဖခင်ကချစ်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။လောကလိုက်မှာသခင်ရှုခိုးတော်ဖခင်ကကျွန်တော်တို့လောကသားအားလုံးရဲ့အပြစ်တွေအသေခံတယ်။သင်းကြိုတဲ့သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်။ဒီလောကကြီးကိုယေရှုခိုးတော်ဖခင်လာတာကျွန်တော်တို့အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့အပြစ်ငရဲကနေလွတ်မြောက်ဖို့ဖြစ်တယ်။ဖခင်နဲ့ဝေးကွာသွားတဲ့အဲ့ဒီအပြစ်ကိုယေရှုကလောကလိုက်မှာဖယ်ရှားပြီးတော့ ်ဖျားနဲ့ကျွန်တော်တို့ကိုပြန်ပြီးတော့နီးကပ်စေတယ်ကျွန်တော်တို့ကဖျားနဲ့အတူအသက်ရှင်ဝင်ရသွားတယ်အဲ့ဒီယေရှုခရစ်တော်ဖျားကရက်ပေါင်း40တပတ်လုံးနဲ့အတူနေပြီးတော့ကောင်းငင်ကိုပြန်တက်ကြွသွားတယ်ကောင်းငင်ကိုတက်ကြွသွားတဲ့အခါမှာသခင်ရှုအခုပါလုံးနေတယ်ကျွန်တော်တို့လောကထဲမှာလောကရန်တရားတွေကိုခံနိုင်ပြီးတော့ယုံကြည်ခြင်းစိတ်မပြတ်ဖို့ရန်အတွက်ခမီးတော်ရဲ့လက်ရာဘက်မှာကျွန်တော်တို့အတွက်ဆုတောင်းပေးနေတယ်ပြီးတော့ဘာပြန်လုပ်လဲဆိုတော့ငါအဖရဲ့အိမ်မှာတဲ့နေစရာအခန်းများရှိတယ် မင်းတို့အတွက်နေစီယာခန်းတွေကိုငါပြင်ဆင်ပြီးတော့ငါပြန်လာခဲ့မယ်သခင်ရှုလောကကိုလာတော့လည်းကျွန်တော်တို့အတွက်အသေးခံဖို့ပြန်တော့တော့လည်းကျွန်တော်တို့အတွက်နေစရာအခန်းပြင်ဆင်ထားတယ်။လက်ရှိလည်းကျွန်တော်တို့အတွက်ဘာလုပ်ပေးနေလဲဆိုတော့ခမီးတော်ရဲ့လက်ရာဘက်မှာဆူတောင်းပေးနေတယ်။ဘာနားလဲရလဲဆိုရင်တော့ဖရာသခင်ရဲ့အတွေ့ထဲမှာဖရာရဲ့အတွေ့ထဲမှာသုံးပါးစုဖရာရဲ့အတွေ့ထဲမှာကျွန်တော်တို့ကအမြဲတမ်းရှိနေတယ်။ဒီနေ့ဖရာရဲ့အတွေ့ထဲမှာဖရာကတင့်ကိုအမြဲတမ်းထဲထားတယ်။တင့်အကြောင်းပဲဖရာကစဉ်းစားနေတယ် ။သင်နားမှာဘယ်သူမှမရှိတော့ဖရာသခင်ကသင်နားမှာရှိတယ်။သင်ကိုဘယ်သူမှအတိမတ်မပြုတော့ဖရာကသင်ကိုအတိမတ်ပြုတယ်။ဖရာသခင်ကသင်အကြောင်းကိုပဲအမြဲတမ်းစဉ်းစားပြီးတော့သင်ကိုမဆာဖို့ကူညီဖို့အမြဲတမ်းအစဉ်သင်ရှိတဲ့ဖရာဖြစ်တယ်။သင်ကရောသင်ရဲ့အတွေ့အကြုံမှာဖရာသခင်ရှိရလား။ဖရာသခင်ကိုသင်နေရပြည့်ရလား။သင်ရဲ့ပြည့်စုံခြင်းကပတ်စံရှိမှလား။သင်ရဲ့ပြည့်စုံခြင်းကလောကအရာတွေရှိမှလားသင်ရဲ့ပြည့်စုံခြင်းကလောကမှာအောင်မြင်ကြကြနာမည်ကြီးမှလား ီနေ့ယေရှုခရစ်တော်ဘုရားကိုသင်ယုံကြည်တဲ့ကသင်ဘဝကပြည့်စုံပြီးတာဖြစ်ပါတယ်။ဒါကြောင့်မို့ဖခင်ကလူကိုတွေ့လိုက်တဲ့အခါမှာချောင်းရမြောက်တဲ့နေ့မှာလူကိုဖန်ဆင်းပြီးတဲ့အခါမှာပြည့်စုံသွားပြီ။ဘာမှဖန်ဆင်းစရာမလိုတော့ဘူး။လူရှိခြင်းကသူ့အတွက်ပြည့်စုံခြင်းဖြစ်တယ်။ ကျွန်တော်တို့ကလည်းဖျားရှိခြင်းကကျွန်တော်တို့အတွက်ပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုသိမြင်ပြီးတော့သင်ကအသက်ရှင်တတ်မယ်ဆိုရင်တော့လောကကိုအောင်မြင်ပြီးတော့ဒီလောကထဲမှာဖျားသခင်နဲ့အတူတွားလာခြင်းကပဲသင်ဘဝရဲ့အတိတ်ပဲသင်ဘဝရဲ့ပြည့်စုံခြင်းလို့သင်သိလာရင်သင်ရဲ့အသက်တာအားဖြင့်ဖျားရဲ့ဘုံလင်းကိုထင်ရှားပြီးတော့သင်ရဲ့ငြိမ်သက်ခြင်းနဲ့နေစဉ်ဖြတ်သန်းနိုင်မယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ